နှစ်ကိုသွေးနိုင်ခဲ့ပေမဲ့အသင်းကနိုင်ပွဲမရခဲ့လို့ဒေါသထွက်နေတဲ့ဟာလန်ဘော်ဒူနီညာက ချန်ပီယံလိဘွဲစဉ်မှာမိုနာကိုအသင်းနဲ့ဂျပန်နိုင်ငံကိုစီတရေရလက်ထွက်ပေါ်ခဲ့ပြီးတဲ့နောက်မန်စီးတီးအသင်းရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီးတော့အာလင်းဟာလန်က အမလိုအမရပုံဖြစ်ခဲ့တဲ့ပုံရတယ်။ဒီရာသီမှာလဲဂိုသွင်းချန်နီရဲ့နော်ဝေတိုင်းစစ်မှုကဒီပွဲမှာလဲပထမပိုင်းမှာတင်းနှစ်ဂိုးသွင်းယူပြီးတော့ချန်ပီယံလိပွဲ90မှာ52ဂိုးအထိကိုသွင်းယူထားနိုင်တဲ့စံချိန်မှတ်တမ်းအသစ်ရရှိခဲ့ပါတယ်။ပွဲစပြီးတော့15မိနစ်လောက်မှာဟာလန်ကဂျော့စ်ကိုဒေဗာဒီယိုရဲ့ဖေးပို့မှုကိုအမိရရယူပြီးတော့ပထမဆုံးထိချက်မှာတင်းသွင်းဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်။ဒါပေမဲ့အင်ရှင်မိုနာကိုအသင်းဘက်က ခြေပါကိုပြန်ရဖို့အသိအကြာကြီးအချိန်မယူခဲ့ရပါဘူး။ဟာလန်ကိုတွင်ပြီး၃မိနစ်အကြာမှာတည်းမဲ့ဂျော်ဒန်တီစီကဘောလုံးကိုအေရိယာပြင်ပကနေလှပပြေးဆုံးတဲ့ကန်ချက်နဲ့ဂိုးသွင်းယူခဲ့ပါရယ်။အဲဒီနောက်ပိုင်းမှာထုံးစံအတိုင်းမန်စီးတီးအသင်းက ပွဲကိုလွှမ်းမိုးခဲ့ပြီးတော့ပထမပိုင်းမပြီးခင်မှာပဲနီကိုအိုရိုင်လီရဲ့ဘယ်လုံးပေးပို့မှုကနေဟာလန်ကခေါင်းထိုက်ပြီးတော့ဒုတိယဂိုးသွင်းယူကမန်စီးတီးကိုနှစ်ဂိုးတစ်ဂိုးနဲ့ဦးဆောင်စေခဲ့ပါတယ်။ဒုတိယပိုင်းမှာလည်းမန်စီးတီးအသင်းကပွဲကိုဆက်လက်လွှမ်းမိုးခဲ့ပေမဲ့နောက်ဆုံးမိနစ်90အရောက်မှာနီကိုဂွန်ဇာလက်စ်ကအဲရစ်တာယာရဲ့ခေါင်းကိုကံမိတယ်လို့ဖြစ်သွားခဲ့တာကြောင့်ပယ်နလ်တီပေးလိုက်ရပြီးတော့မိုနာကို အသင်းစီကိုရမှတ်ခွဲပေးလိုက်ရပါတယ်။ အဲဒီနောက်ပွဲပြီးမှအကောင်းဆုံးကစားသမားဆုရတာတောင်မှမျက်နှာမရှင်မလန်းဖြစ်နေတဲ့ဟာလန်းကိုဒီနေ့ကစားသွားခဲ့တဲ့ပွဲနဲ့ပတ်သက်ပြီးတော့မေးတဲ့အခါအခုလို ဖြေဆိုသွားခဲ့ပါရင်ဒါပေါ့ကျွန်တော်အခုချိန်မှာပျော်နေပါဘူးကျွန်တော်တို့အနိုင်မရခဲ့ဘူးကျွန်တော်တို့ဒုတိယပိုင်းမှာမလိုအပ်ပဲလုပ်ခဲ့တာတွေရှိတယ်ကျွန်တော်တို့ကောင်းကောင်းပဲကစားနိုင်ခဲ့ဦးလို့ထင်ပါတယ် အဲ့ဒီအတွက်အမှန်ရဖို့လည်းမထိုက်တန်ပါဘူးဒါပါပဲကျွန်တော်ထင်တာကတော့ကျွန်တော်တို့ပို့ပြီးတော့စွမ်းရင်လိုအပ်ပါရင်ပထမပိုင်းမှာလုပ်ခဲ့သလိုပဲပြိုင်ဘက်ကိုပို့ပြီးတော့ဖိအားပေးဖို့လိုအပ်ခဲ့ပါရင်ဒုတိယပိုင်းမှာကျွန်တော်တို့လွှမ်းမိုးနိုင်ခဲ့ပါရင်ဒါပေမဲ့ဒါက မလုံလောက်ခဲ့ဘူးလို့ထင်ပါတယ်ဆိုပြီးတော့ဖြေဆိုခဲ့ပါတယ်။မိုနာကိုအသင်းရသွားတဲ့ပယ်နယ်တီနဲ့ပတ်သက်ပြီးတော့မေးခဲ့ရမှာတော့ဟာလန်းကဘလို့ဖြစ်သွားလဲဆိုတာကိုကျွန်တော်ထပ်ပြီးတော့မမြင်လိုက်ရဘူး။ဒါပေမဲ့ကျွန်တော်မသိပါဘူး။တရားရရဲ့မျက်နှာကိုခံလိုက်ရင်တော့ပယ်နယ်တီဖြစ်မှာပဲလို့ထင်ပါတယ်ဆိုပြီးတော့ဒါဖြေဆိုခဲ့ပါတယ်။အဲဒီမှာမှတော့ဟာလန်းကိုသူ့ရဲ့သွင်းကိုနှုတ်ကိုနဲ့ပတ်သက်ပြီးတော့မေးမြန်းခဲ့ပါတယ်။သတင်းတောက်အိုလီဗီယာဘူဇာဂလိုက တိုင်းစစ်မှုတစ်ယောက်အနေနဲ့ပထမပိုင်းမှာခုနှစ်ကြိမ်ပဲဘောလုံးထိခဲ့တယ်။အဲဒီတည်းကနှစ်ကြိမ်ရောက်ဂိုးတွေဖြစ်ခဲ့တယ်။ကစားကွက်မှာမပါဝင်ပေမဲ့အဲဒီလိုဂိုးနှစ်ဂိုးသွင်းယူနိုင်တာကဘလောက်ထိခက်ခဲလဲဆိုတာကျွန်တော်တို့တွေ short term ကြီးလားဆိုပြီးတော့မေးခဲ့ပါတယ်။အဲဒီအခါဟာလန်က ကစားကွက်မှာကျွန်တော်ပါပါတယ်ကျွန်တော်အလုံရှောင်းမှုတွေလုပ်ပြီးတော့တခြားသူတွေကိုနေရာလို့ရအောင်လုပ်ပြီးရနေတဲ့ကစားကွက်မှာပါဝင်နေသေးရလို့ထင်ပါတယ်အဲဒီအတွက်ကစားကွက်မှာပါဝင်နေဆိုတာကဘလုံးထီုံတသက်မဟုတ်ပါဘူးတခြားနည်းလမ်းတွေအများကြီးနဲ့ကစားကွက်မှာပါဝင်နိုင်တယ်လို့ကျွန်တော်ထင်ပါတယ်အဲဒါကကျွန်တော်ရဲ့အလုပ်ပါပဲပထမပိုင်းမှာကျွန်တော်လုပ်ကိုကျွန်တော်လုပ်ခဲ့ပါတယ်ဒုတိယပိုင်းမှာတော့ကျွန်တော်မလုပ်ခဲ့ပါဘူးဆိုပြီးတော့ပြောဆိုခဲ့ပါတယ်ဗီဒီယိုလေးအဆုံးနေလိုက်ပါကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးများရှိတင်ပါတယ်ရှင်